မင်္ဂလာပါ နားထောင်သူပရိသတ်ကြီးရှင်ဒီကလေးမှာတော့ကျမတို့လူပရစီကလေးလေးနက်နက်တွဲဆိုင်ရမယ့်အရေးကြီးတဲ့မိခွန်းတစ်ခုနဲ့စတင်ရပါမယ်ဂျန်ဒါအခြေပြုအကြံဖတ်မှုဆိုတော့လူတူးချင်းရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာလားဒါမှမဟုတ်လူပရစီရဲ့စနစ်တစ်ခုလုံးဆောင်ပေါ်ပေါက်လာတဲ့နိုင်ငံရေးပြဿနာလေးလားဒီပြဿနာဟာလူတူးချင်းရဲ့အပြုအမူ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်ဖြစ်တတ်သလိုလောကောင်းရဲ့နောက်ွယ်ကနိုင်ငံကြီးစနစ် ဖွဲ့စည်းပုံတွေနဲ့အာဏာသုံးစွဲမှုပုံစံတွေကြောင့်လည်းဖြစ်တတ်ပါတယ်။တမိုင်းအမွေစုပေါ်ဝါရကပိုင်ဆိုင်မှုကိုဘလို့ချုပ်ကင်ခဲ့တယ်လဲ။လူတမိုင်းကိုပြန်ကြည့်ရင် shake it hand target ara kitung ga amyo thami de re ha tan tu nyi myaw mu po yet shi ke ba de ဒါပေမဲ့စိုက်ပျိုးရေးစနစ်ပေါ်ပေါက်လာချိန်မှာတော့အခြေအနေပြောင်းလဲခဲ့ပါတယ်။အမျိုးသားတွေကမြေယာပိုင်ဆိုင်မှုကိုတားရစီလက်ဆင့်ကန်ယူရချက်အကြောင်းဘက်ထရီလီနီယာခင်ပွင်းဆွေမျိုးပတ်လိုက်တဲ့စနစ်ပေါ်လာခဲ့ပါတယ်။အမျိုးသမီးတွေရဲ့လိင်စိတ်ကိုထိန်းချုပ်ဖို့စီကန်တွေပေါ်ပေါက်လာပြီးအမျိုးသမီးတွေကိုပိုင်ဆိုင်မှုတစ်ခုလိုသဘောထားခြင်းရဲ့အစချီခဲ့တာဖြစ်ပါတယ်။ဒီလိုအသွေးခေါ်တွေဟာမီဆိုပိုတေးမီးယား၊ဂရိ ရိုမနဲ့တရုတ်အင်ပါယာလိုရှေးဟောင်းရင်ကျိမှုဂရိချီတွေကတည်းကစနစ်တကျအမြင့်တွေခဲ့တာဖြစ်ပါတယ်။မြမလူပောင်ရဲ့အမောင်ထုမုတ်တိန်ရင်ကျိမှုရဲ့အမြင့်တွေပုံအခုကျမလူရဲ့မြမလူပောင်ထဲမှာပုံမနဲ့နဲ့နေလေမုတ်တိန်ရင်ကျိမှု rape culture ရဲ့အပိုင်းသင်းကိုစမ်းစစ်ကြည့်ပါမယ်။အတန်တိုက်ချင်းမြမလူဖွဲ့စည်းမှာလိန်ပိုင်းဆိုင်ရာအစံဖက်မှုအကြောင်းထုတ်ဖော်ပြကြတာကို မိသားစုကုန်တဲ့ခါကိုအဆက်ကွဲစေတယ်လို့မြင်နေဆဲပါပဲဒီလိုထုတ်ဖြော်ပြောကြားမှုအားနည်းကြောင့်ကျူးလွန်သူတွေကအပြစ်တန်ကင်းလွတ်ခံပိုရနေစေပါတယ်ကျူးလွန်ခံရသူကိုအပြစ်တင်ခြင်းဘာလို့ညာဘက်တရားထဲသွားတာလဲဆိုတဲ့မိခုံးတွေနဲ့ကျူးလွန်သူကိုအပြစ်မတင်ပဲကျူးလွန်ခံရသူကိုပြန်ပြီးအပြစ်ပုံချခြင်းဟာမုတ်တိန်ရင်ကျင်းမှုရဲ့အတိတ်ကအင်္ဂါရက်ခဲ့ပါတယ်ဥပဒေရဲ့အာဏာချင်း ခင်ပွန်းကဇနီးကိုအထင်အတမဖြူချင်းချင်းကိုတောင်းလေမကိစ္စလိုသတ်မှတ်ပြီးပုံမှန်လျှော့ရွေးချင်းကရဲလိုက်ရသည် မုတ်တင်းရင်စင်းမှုကိုအားကောင်းစေပါရဲ့ဖြည့်ရှင်းနေစနစ်နဲ့သဘောတူညီမှုဒီပြဿနာကြီးကိုလူတဦးချင်းရဲ့ကုသမှုနဲ့လုံးမပြီးတော့မှမဟုတ်ပါဘူးစနစ်ချက်ကူလုံးကို ပြောင်းလဲရမှာပါဥပဒေစနစ်ပြုပြင်ခြင်း ဂျန်ဒါအခြေပြုအကျံဖတ်မှုကိုတားမြစ်တဲ့ဥပဒေတွေပြဋ္ဌာန်းရပါမယ်။ Mori de Rip အပါဝင်လိမ်ပိုင်းဆိုင်ရာအကျံဖတ်မှုအားလုံးကိုရာဇဝေမှုအဖြစ်ရှင်းရှင်းလင်းလင်းသတ်မှတ်ရပါမယ်။စီးပွားရေးလွတ်လပ်မှုအမျိုးသမီးတွေကိုစီးပွားရေးချက်ခိုင်မာစေဖို့တူညီတဲ့အလုံးအထွတ်တူညီတဲ့လောကကိုအာမခံရပါမယ်။အမျိုးသမီးတွေစီးပွားရေးအကြမရပ်နေနိုင်လို့ရှင်အကျန်းဖတ်သူကအနေထွက်သွားဖို့အရန်ခတ်ခဲ့ပါတယ် သဘောတူညီမှုကိုလေ့စားခြင်းမုတ်တင်းရင်ကျမှုမရှိတဲ့လူဖွဲ့စည်းတစ်ခုအတွက်အခြေခံလွားချက်တစ်ခုကသဘောတူညီမှုဆိုတာကို နားလည်ပြီးလက်တွေ့ကျင့်သုံးဖို့ပါမလုတ်ပါနဲ့ဆိုတာကဘာလို့အကြောင်းပြချက်မနည်းမလုတ်ရတော့ဘူးဆိုတဲ့စီးမြန်းကိုလူတိုင်းကလေ့စားရမှာပါညီကောင်အားလုံးရတာဝန်ပါ ဂျန်ဒါအခြေပြုအကျန်းဖတ်မှုကလူတဦးချင်းရဲ့ပြဿနာတည်းမဟုတ်ပါဘူး။ဒါကနိုင်ငံရေးပြဿနာတစ်ခုပါ။နိုင်ငံရေးစနစ်တွေကလူသားတွေကဖန်တီးထားတာဖြစ်ပါတယ်။ကျမတို့ဒီဖိုဝါဒစနစ်ကိုဖြူဖျဲရမယ်။ဥပဒေတွေပြုပြင်ရမယ်။လူယွံကျေးမှုအညွန့်ငန်းကိုပြောင်းလဲရမယ်။ဒါတွေကကျမတို့အားလုံးရဲ့တာဝန်ပါ။ကျမတို့ညံကျမတို့ခွန်အားနဲ့လင်းပိုင်ဆိုင်ရာအကြံဖတ်မှုကင်းစင်တဲ့လူဖွဲ့စည်းတစ်ခုကို အတူတကွတိဆောက်ကြရအောင်ဒါကကျမတို့ရဲ့အနာဂတ်ဖြစ်ပါတယ်